ငှက်ရှစ်ကောင် theory တက္ကသိုလ်ဒတနိကဗေဒစာသင်ခန်းတစ်ခုအတွင်းသို့ပေါမောက်ခကြီးကဝင်လာပြီးဟောပြောပူချမှုလုပ်သည်ဆရာကြီးကမိကွန်းတစ်ခုထုတ်သည်တစ်ပင်ပေါ်မှာကွယ်ငှက်ရှစ်ကောင်ရှိတယ်ငှက်ခုနှစ်ကောင်ကပြန်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ဂိုင်းဒါဆိုတစ်ပင်ပေါ်မှာငှက်ဘယ်နှကောင်ကြံမလဲအားလုံးသောចောင်းသားတွေက တကောင်ကျမ်းမာပေါ်ဟုဖြေချသည်ចောင်းသားတယောက်ကထို့တို့ဖြေဆိုသူတွေထဲတွင်မပါ သူကလက်ထောင်လိုက်သည်ပမောက်ခကြီးကဆိုပါအောင်ဘာများဖြစ်လို့လဲအဖြေကိုကျွန်တော်သဘောမတူပါဘူးဘာအဖြေကိုလဲကွယ်တကောင်မဲကြံမဲဆိုတဲ့အဖြေကိုပါဒါဆိုရင်မောင်ရင်ကဘလို့များဖြေကျင်တယ်လဲကွယ်ရှစ်ကောင်မဲကြံမှာပါတခန်းလုံးအံ့အားတင့်သွားကြသည်ဘာကြောင့်များလဲကွယ်ပြောပါအောင်ဆရာကြီးမေးတဲ့အထက်မှာ ငှက်ခွနကောင်ကပြန်ဖို့ဆုံးဖြတ်တယ်လို့ပဲမေးတာပါငှက်ခွနကောင် ပြန်ထွက်သွားတယ်လို့မမေးပါဘူးဆုံးဖြတ်ချက်ချတာနဲ့အကောင့်ထဲပေါ်တာတထက်သေးကြကြမှာကြမှာပါ ဆုံးဖြတ်တိုင်းလှုပ်ချင်မှလည်းလှုပ်မှာပါဒါကြောင့်တစ်ပင်ပေါ်မှာငှက်ရှိကောင်ရှိနေမယ်လို့ပြောချင်တာပါခမညာပါမောက်ခကြီးကလက်ခုပ်တီးသည်သိတ်ကောင်းတဲ့အဖြေပဲသိတ်တော်တဲ့အဖြေပဲဟုချီးကျူးပြောလိုက်သည်လူတိုင်းမှိုင်းဝါထသဘောတရားတွေတဲတွင်ပြိမ့်မိနေကြသည် ဂျင်းတွေကြားတွင်ဂျင်းစကားတွေကိုနားယောင်ပြီးဂျင်းစားကအိပ်ပျော်နေကြသည်ဖောက်ထွက်တွေးနိုင်သူတွေအလွန်ရှားသည်တီဆောက်အန်ဟုတယောက်ကတိုင်ပေးလိုက်လျင်ထောက်ခံနေထောက်ခံနေဟုသာတန်ပြိုင်အော်နေကြသည်ဘာကိုတီဆောက်မည်နည်းဆိုခြင်းကိုမြည်သူမျှမတွေးကြကိုကိုလောင်ပိတ်ထားမည်အကျဉ်းအောင်ကိုကိုရိုင်းတီဆောက်နေကြသူတွေဖြစ်မှန်းမသိဖြစ်နေကြတော့လဲမျက်စိမိတ်ကထောက်ခံနေကြသည်သာဖြစ်သည်ပြောသူကပြောသည် လက်တွေ့မလို့လို့သူကလို့သည် မလို့သူတွေက အချောင်ခိုကအချောင်စားသည် ဆုံးဖြတ်ချက်ချသူကတူလိုက်လုံနေသူတွေက အများဖြစ်နေသည်စွန့်သူက အများ စားသူကတယောက် ဖြစ်နေသည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရ Podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ချက်တန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။